ဂက်စပယ်ရဲ့နေရာကိုစားထိုးဖို့အတွက်ရီယယ်ကွင်းလေလူကိုကမ်းလှမ်းခဲ့ပြီးမြဲအငင်းခံလိုက်ရတဲ့မန်ယူမန်တင်ကတော့ဒုံးဆန်တိုင်းရီယယ်ကစားမားတွေကိုပဲသဘောကျနေပါတယ်ဂက်စပယ်ရိုးလည်းရီယယ်ကနေပဲဈေးကြီးပေးပြီးတော့ခေါ်ခဲ့သလိုကိုကန်စီရဲ့နေရာကိုစားထိုးဖို့အတွက်လည်းရီယယ်ကစားမားတယောက်ကိုပဲထိတ်တန်းပြတ်မှတ်ဖြစ်တဲ့မန်တင်ကရှုမြင်ထားပါတယ်ဒါပေမဲ့မန်ကဒီချိန်မှာတော့စောစီပဲခြေသွက်လက်သွက်နဲ့လှုပ်ရှားခဲ့ပြီးတော့ပြောင်းဆွေးခြင်းတင်သွင်းကရီယယ်အသင်းကကမ်းလှမ်းမှုတွေတောင်ပြုလုပ်ခဲ့တာပါမန်တင်ကသူ့ကိုယူရိုတန်း80ပြင်းနောက်ထပ်အပိုဆူချင်းယူရိုတန်း30ထည့်သွင်းပြီးတော့ကမ်းလှမ်းသွားပါတယ် ဒါပေမဲ့ဒီမှာရန်ကုန်စိတ်ဆိုးစရာကောင်းတဲ့အချက်ချက်ရှိပါတယ်။မန်ယွန်းကဒီချိန်ကမ်းလှမ်းတဲ့ကစားမလူငယ်ကျယ်ဝင်းကစားမဖြစ်လို့ရီယယ်ဘက်ကမန်ယွန်းကမ်းလှမ်းမှုလက်မခံဘဲငြင်းပယ်ခဲ့ပါတယ်။ဟုတ်ပါတယ်မန်ယွန်းကရီယယ်မက်ဒရစ်ရဲ့ပြင်သစ်ကွင်းလယ်လူချောင်းမန်နီကိုကက်စမဲရီနေရာမှာအစားထိုးနိုင်မယ့်ကစားမဖြစ်အပြည့်အဝယုံကြည်ပြီးတော့ထပ်ပါစီလို့နဲ့ကမ်းလှမ်းမှုတွေလုပ်ခဲ့တာပါ။ချောင်းမန်နီကသူ့ရဲ့ကစားမဘွားကိုပြင်သစ်သင်းဘော်ရုံးနဲ့စားခဲ့ပြီးတော့နောက်ပိုင်းမှာမိုနာကိုအသင်းကိုပြောင်းဆွေးခဲ့ပါတယ်။မိုနာကိုမှာသူကရန်ကုန်ထင်းရှားလာခဲ့ပါတယ်။သူကမိုနာကိုအသင်းရဲ့အဓိကကွင်းလယ်ခန်းစစ်ကစားမတစ်ယောက်ဖြစ်လာပြီးတော့လီကူဝမ်ပြိုင်ပွဲအကောင်းဆုံးကွင်းလယ်လူစုကိုပါရရှိခဲ့ပါတယ် သူ့ရဲ့ကစားငါတို့ခိုင်မာတဲ့ခံစစ်ကာကွယ်ဟန်ဘောလုံးထိန်းချုပ်တတ်တဲ့ကစားမဒိုင်းစစ်စီလိုက်ပါပေါက်ကွဲနိုင်တဲ့ကစားမမျိုးတယောက်ပဲဖြစ်ပါလိမ့်။ဂျာမနီဟာခေတ်သစ်ကွင်းလဲလူတယောက်ရဲ့ပုံစံလို့ဆိုနိုင်ပါလိမ့်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါလိမ့်။ Viber 69နဲ့ Fiber Mix ကစားလို့ရဆိုရင်တော့ Viber နံပါတ်39 65လုံး16439ကိုစသွယ်လိုက်ပါ။ပြီးတော့သူ့မှာရုပ်ပိုင်းဆိုင်အားသာချက်တွေအများကြီးလည်းရှိပါလိမ့်။သူကအရက်6ပေတလက်မ189စင်တီမီတာရှိပြီးကိုခန္ဓာကြန့်ခိုင်မှုလည်းကောင်းပါလိမ့်။ သူရဲ့အမြန်တော့ကကွင်းလဲလူတယောက်အတွက်အံ့ဩစရာတော့ကောင်းပါလိမ့်။သူကဘောလုံးပြန်လဲရယူနိုင်နေစွိုင်းလဲကောင်းတယ်။ပြိုင်မဲ့ကစားမကြီးစီကဘောလုံးရယူဖို့အတွက်ဖီးယားဘေးကစားပုံကောင်းပုံပြီးတော့ဘောလုံးရရှိရင်လဲထိရောက်စွာပေးဖို့နိုင်စွမ်းရှိပါလိမ့်။ဒါတောင်ဝဲမိုင်းကသူ့ကိုကက်စီရဲ့နေရာမှာစားရဖို့အတွက်ရေရှည်မြောင်းလင်းချက်နဲ့ပြင်မှတ်ထားရွေးချယ်ခဲ့တာဖြစ်ပါလိမ့်။မိုင်းရက်6မှန်နေရာရေးပါရိကစားမတယောက်ဖြစ်ပါလိမ့်။မိုင်းတဲကပေါ်ပါလက်ထက်ကလေးကကွင်းလဲမှာပြဿနာတွေရှိခဲ့တာပါ။ဒူးသိန်ခန်းစစ်ကွင်းလဲလူနေရာမှာပြဿနာတွေအများကြီးရှိခဲ့ပါလိမ့်။အဲနောက်မာတီဖရက်တို့ရောက်လာခဲ့မယ်။အားရစရာကောင်းဆုံးဆွဲနေသားမျိုးမှာတော့ရှိမနေခဲ့ပါဘူး။ ကိုလက်ရှိမှာတော့ကက်စပရင်တို့ကဒီညမှာကစားနေပါတယ်အသက်ရွယ်နဲ့မလိုက်ဖက်အောင်ကက်စီကမန်ယူအတွက်ခြေသွမ်းပြကစားနေဆိုပေမဲ့လက်ရှိချိန်မှာကက်စီကအသက်34ထဲမှာပါဒါကြောင့်သူ့ကိုအများကြီးမျှော်လင့်ထားလို့တော့မရနိုင်တော့တဲ့အခြေအနေပါမန်ယူဘက်ကဖြစ်ချင်တဲ့ပုံစံတော့ကက်စီရှီတုံးလေးမှာဒါနောမီဇာမာတက်လို့ထပ်ခေါ်ပြီးတော့ဇွဲခေါ်တွဲခေါ်လာဖို့ဖြစ်ပါတယ်ဒါကြောင့်လဲချောင်းမန်နီကမန်ယူရဲ့ထိတန်းပြတ်မှတ်ဖြစ်ရှိလာတာပါဂျာမနီကခန်းစစ်ကိုခိုင်းပါစေပြီးတော့တိုက်စစ်ဇာမားတွေကိုလွတ်လပ်စွာကစား권ပေးနိုင်ပါတယ်။ဒါကအမ်မိုနီသွားကျင်တဲ့စတိုင်မျိုးနဲ့လည်းတင်းလို့မှာပါ။မန်ယူအားဂျာမနီအတွက်ယူရိုသန်း80ပြင် နောက်ထပ်အပိုစုရဲ့ယူရိုတန်း20ဘာထည့်သွင်းပြီးတော့ကမ်းလှမ်းခဲ့ပါတယ်။ဒီငွေကြေးကရဲအောင်များပြားတဲ့ပမာဏတစ်ခုပါ။ဒီငွေကြေးနဲ့ဈာမတရားဝယ်ဖို့ကမ်းလှမ်းတာမျိုးခုနောက်ပိုင်းမှာမန်ယူကမလုပ်တော့ပါဘူး။ဒါကြောင့်ဒီလောက်ထိငွေသုံးနေဆိုတော့ချောင်းမန်နီပေါ်မန်ယူတင်းဘက်ကဘလောက်ထိကိုဘလောက်ထိအားကိုးထားလဲမျှော်လင့်ထားလဲဆိုတာပြသနေပါတယ်။ဒါမဲ့ရီယယ်ဆိုတာမန်ယူဂျင်းထဲဝယ်ချောင်းနေတဲ့အတင်းမှာသူတို့စီကအစီအောသားစားလို့ဝပြီးတော့ယိုးတွေကယိုးရင်းချင်းစီယိုပါအားရအောင်စုပ်ပြစ်လို့ကုံတော့မှသာရောင်းကျင်တာပါ။ရှိမဗရန်အခုကက်စမဲရိုးတို့ရောင်းချမှုတွေမှာဒီအချက်တွေကိုထင်သာမြင်နိုင်ပါတယ်။ BS ကအဲ့လိုလူလဲပါ ဒါပေမဲ့မန်ယူကခုဆိုရင်ရင်းလုံးဂျင်းနဲ့မခံတော့ပါဘူး။အားလုံးစနေကြားနဲ့ချင်းကတ်တက်နေပါပြီ။ဒါကြောင့်မန်ယူဘက်ကချောင်းမန်နေဝက်ဆက်ပြီးတော့စူးစမ်းမလား။တခြားပြိမှတ်တွေကိုပြောင်းသွားမလားဆိုတာစိတ်ဝင်စားစရာကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ Iback 69နဲ့ Fiber Mix ကစားလို့ရတယ်ဆိုရင်တော့ Fiber နံပါတ်3969 65လုံး1643ကိုစသွယ်လိုက်ပါ။